ားလုံးပဲမင်္ဂလာပါရှင်။တိုက်ရှိကတော့ယမင်းဂျပန်တန်တန်ကျောင်းမှာဆရာမယမင်းပဲဖြစ်ပါရရှင်။အခုဗီဒီယိုဖိုင်လေးကတော့ M5 ခန်းကြီးတွဲလုံး M5 ခန်းကြီးတွဲလုံးတင်ပေးမယ်၃ဖိုင်မြောက်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရဲ့ရှင်။အရှိကဖိုင်ဒီမှာပြောခဲ့သလိုမျိုးပဲ M5 ဒီတွဲလုံးနည်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖိုင်ဗီဒီယိုဖိုင်အများကြီးတော့မရှိတော့ဘူး။အလွန်ဆုံးရှိမှ9ဖိုင်လောက်ပဲရှိကောင်းရှိမယ်ဒါအလွန်ဆုံးကိုပြောတာနော်။အဲ ဘာလို့လဲဆိုတော့တွဲလုံးအဲ့လောက်မများကြီးအမှမတင်ဘူးเนาะ4နဲ့3နဲ့ကြတော့တွဲလုံးပုံများတာမလို့ပါရှင်ဒါကတော့၃ဖိုင်မြောက်ပေါ့เนาะခင်ဗျာဆိုပထမဆုံးအရှိမနှစ်ဖိုင်လေးဒီမှာရှိတယ်ပေါ့เนาะအဲ့ထဲမှာတင်ပြီးသားပြောပြီးသားမူရင်းလေးတွေဆိုတော့ထပ်မပြောတော့ဘူးပေါ့เนาะမပြောရသေးတဲ့မူရင်းလေးမှပြောပြပါမယ်အရင်ဆုံးတော့တွဲလုံးနေအရင်လိုက်ပြီးတော့ရှင်းပြပေးမယ်ဒီခန်းကြီးလေးကသူ့ဘာသူနေမြေကြီးတော့ဟုတ်တယ်ဒါပေမဲ့နေရဲ့အနေနဲ့ဆိုသူကစနေစနေ ဒီခန်းကြီးကသူ့ဘာသူ နေသူ့ဘာသူခန်းကြီးဆိုရင်တော့နေခန်းကြီးတော့ဟုတ်တယ်နေရဲ့အနေနဲ့ဆိုရင်တနင်းကုန်နေတနင်းကုန်နေအဲ့သူ့ဘာသူနေသူ့ဘာသူဆိုရင်တော့တလုံးနဲ့နေရင်တော့သူကမြေကြီးနဲ့နေဒါပေမဲ့နေရမှာじゃတနင်းလာအင်းကဘုရဟုစတာရိတောက်ကြစနေတနင်းကုန်နေအရယူရင်တော့ဒါကစနေနေ့ ဒါကကြတော့တနင်္ဂနွေနေ့အဲ့တော့ပေါင်းလိုက်တော့သူတို့စီမှာစနေတနင်္ဂနွေမြန်မာစကားမှာလဲစနေနေ့တနင်္ဂနွေနေ့လို့မဟုတ်ပဲစနေတနင်္ဂနွေပေါင်းပြောတာရှိတယ်လို့သူတို့မှာလဲစနေတနင်္ဂနွေလို့ပေါင်းပြောလို့ရတယ်အဲ့တော့ဒီခန်းကြီးကသူ့ဘာသူနေရင်တော့မြေကြီးသူ့ဘာသူနေရင်တော့မြေကြီးသူ့ဘာသူနေရင်တော့နေနေရဲ့အရာဆိုရင်ဒါကစနေနေ့ဒါကတနင်္ဂနွေနေ့အဲ့လိုပေါင်းလိုက်တော့ဒိုနီချီဟာစနေတနင်္ဂနွေနောက်တစ်ခုဒီခန်းကြီးလေးကအသက်ဟုတ်တယ်နှစ်ဟုတ်တယ်အသက် အသက်လဲဟုတ်တယ်နှစ်လဲဟုတ်တယ်ဒီကန်းကြီးလေးကအောက်ခန်းကြီးအောက်ကိုယ့်အသက်အောက်ရှိတဲ့လူကိုယ့်ရဲ့အသက်ရဲ့အောက်ကိုယ့်ကလက်ရှိဥပမာဒီလောက်ရှိတယ်ဆိုကိုယ့်အသက်ရဲ့အောက်ဆိုတော့အသက်ငယ်တဲ့လူတို့ရှိရှိတအသက်နဲ့အောက်ကိုယ့်ရဲ့အသက်ထက်အောက်ထက်ငယ်တဲ့လူဆိုတော့အသက်ငယ်တဲ့လူဒါဆိုသူ့ရဲ့စန့်ကျင်ဘက်ဒါကအသက်အသက်ရဲ့နှစ်ရဲ့ဒါကအပေါ်ကိုယ့်ရဲ့အသက်ထက်အပေါ်မှာရှိတဲ့လူဒါဆိုရင်အသက်ကြီးတဲ့လူ တို့ရှိဥွေနောက်တစ်ခုဒီခန်းကြီးလေးကလေလာတင်ယူတယ်ဒီခန်းကြီးရဲ့မူရင်းအဓိပ္ပာယ်ကလေလာတင်ယူတယ်ဒီခန်းကြီးလေးကမွေးဖွားတယ်ဒီခန်းကြီးလေးကမွေးဖွားတယ်ပေါင်းဆက်လိုက်တော့လေလာတင်ယူဖို့အဖြစ်လေလာတင်ယူဖို့အတွက်မွေးဖွားလာတဲ့လူတွေကို ကက်စီကြောင်းသားလို့ခေါ်တယ်။လိလာတင်ယူတာနဲ့မွေးဖွားတာနဲ့ပေါင်းတော့လိလာတင်ယူဖို့အတွက်မွေးဖွားလာတဲ့လူကကက်စီကြောင်းသားဒီခန်းကြီးလေးကအရင်ဦးစားပေးတာလဲရတဲ့အရင်အရင်အရင်အတိတ်တွေပြောလဲရတယ်ဒီခန်းကြီးလေးကမွေးဖွားတာ အရင်မွေးဖွားလာတဲ့လူတွေကဆရာဆရာမတွေဆရာဆရာမတွေအရင်ပေါ်လာခဲ့လို့ကျောင်းသားတွေနောက်မှာတရှိလို့ဆိုလေဒါကကျောင်းသူဘဝကနေဆရာဖြစ်လာတာပဲကိုယ့်ကိုတင်ပေးခဲ့တဲ့ဆရာဆရာမတွေရှိခဲ့ပြီးသားအဲ့တော့ကိုယ့်ထက်အရင်မွေးဖွားလာတဲ့လူတွေကဆရာတွေဆရာမတွေကိုယ့်ထက်အရင်မွေးဖွားလာတဲ့လူတွေကဆရာတွေဆရာမတွေဒါကလိလာတင်ယူတာသူကတခုတည်းတော့မတုံးဘူးပေါ့နော်ဖိုက်မှာဆိုလို့ရှင် အစာဦးပဲထားပါတော့ လိလာတင်ယူတဲ့အစာအူတို့တွေစာပေတွေလိလာတင်ယူတဲ့အစာအူကိုဂတ်ခိုးကျောင်းလို့ခေါ်တယ်။လိလာတင်ယူတဲ့အစာအူကိုကျောင်းလို့ခေါ်တယ်။ဒီခန်းကြီးလေးကကြည်တော်ဒီခန်းကြီးလေးကကြည်တော်ဒီခန်းကြီးကလူကြည်တော်လူဆိုလူကြီးကိုပြောတာကြည်တော်လူ မဟုတ်ဘူးပြောင်းပြန်လှန်လိုက်လူကြီးဒီခန်းကြီးလေးကဝင်တာ ဒီခန်းကြီးကပါဇက်ပါဇက်ခန်းကြီးကသူများနဲ့တွင်အပေါက်ပါဇက်ဆိုတာလည်းအပေါက်ပဲလေနော်အဲ့ဒါကြောင့်ပါဇက်ခန်းကြီးကသူများနဲ့တွင် တလုံးနဲ့နေပါဇက်သူများနဲ့တွင် အပေါက်ဖြစ်နေတုံးနေအဲ့တော့ဝင်နာနဲ့အပေါက်နဲ့ပေါင်းတော့အီရီဂူချီယာဝင်ပေါက်ဒီခန်းကြီးကထွက်တာဒီခန်းကြီးကထွက်တာဒီခန်းကြီးတလုံးနဲ့ဆိုရင်ပါဇက်သူများနဲ့ပေါင်းအပေါက်ထွက်တာနဲ့အပေါက်နဲ့ပေါင်းတော့ဒေဂူချီယာထွက်ပေါက် ီခန်းကြီးလေးကဒီခန်းကြီးကယောက်ျားယောက်ျားလေးပေါ့နော်ယောက်ျားဒါကလေးယောက်ျားနဲ့ကလေးနဲ့ပေါ့နော်ယောက်ျားလေးဒန်းရှိရယောက်ျားလေးအဲ့တော့ idea ပြပြကျင်တာကလေ M5 ចောင်းသားများအနေနဲ့ဆိုရင်ခန်းကြီးရချင်းမူရင်းကိုအရင်ကြက်လိုက်တော့ M5 မှာမေးတဲ့ဟာကမူရင်းကိုမေးတာပုံများတယ်တွဲလုံးကအဲ့လောက်မများဘူးနောက်တစ်ခုကတွဲလုံးကိုစိတ်ပူတယ်ဆိုလေမူရင်းချက်အဓိကအဖြေကဆိုလိုတာကလေចောင်းသားများစာရချင်းတယ်မလားစာရချင်းကိုကွာ ဘယ်ဟာကိုကျင့်ဘလို့ရသွားမလဲဘယ်ဟာကိုကျင့်အချို့စာကတစ်ခုကျင့်ရုံနဲ့နှစ်ခုရတာမျိုးတွေရှိတယ်ဥပမာခန်းကြီးမူရင်းလိုမျိုးပေါ့ခန်းကြီးမူရင်းကျင့်တွဲလုံးမှာအော်တိုလွှဲမယ်သူတဖြင့် n5 လိုမျိုးတွဲလုံးနဲတဲ့ level ဆိုလို့ရှိရင်မူရင်းရအောင်ကြည်အောင်ချက်လေခန်းကြီးကလိုက်နိုင်လေးပဲမူရင်းရအောင်ချက်အခုတွဲလုံးနေဒီမှကြီးအမပြန်ရှင်းပြပေးမယ်မူရင်းနေတာခေါင်းထဲမှာရထားလို့ရှိရင်တွဲလုံးဆိုတာခက်ခဲခဲကြီးတွေမဟုတ်ဘူးရေဒီမှကြီးလိုက်ကွာ ီကန်းကြီးကဒါဒါပါတော့ဒါခတ်တယ်ပဲထောင်းဒါကြောင့်သား fight ကလေးအနေနဲ့ပြန်တွေးပြလို့ရှင်ဒါ and 5မှာခတ်တယ်ပဲထားလိုက်အောင်ဒါသူ့ဘာသူနေမြေကြီးဒါကနေဒါပေမဲ့သူကဒီကန်းကြီးကိုဘမမြင်ရလဲဆိုတော့ဒိုယောပြီမှာမြင်ရတယ်ဒိုယောပြီစနေမှာမြင်ရတယ်ဒီကန်းကြီးကိုကြတော့နိချိယောပြီတနင်္ဂနွေမှာမြင်ရတယ်အဲစနေနေ့နဲ့တနင်္ဂနွေနေ့မှာမြင်ရတဲ့နှစ်ခုကိုပေါင်းလိုက်တော့စနေတနင်္ဂနွေဖြစ်သွားတယ်ဒီအားဆိုရင်ဒီနှစ်ခု မူရင်းရရင်အော်တိုရရဲဒါနှစ်ရအသက်ရအတိုက်ရှိဗီဒီယိုနံပါတ်ဘလောက်မှာတင်ခဲ့လဲဆိုတော့ဗီဒီယိုနံပါတ်2မှာဒီမှာကြည့်မယ်ဒီနှစ်မှာအတိုက်ရှိတင်ခဲ့ပြီဒီဟာနှစ်နောက်တစ်ခုကဗီဒီယိုနံပါတ်1မှာဗီဒီယိုနံပါတ်1မှာဥအေရရှိတရတင်ခဲ့တယ်အဲ့တော့1နဲ့2နဲ့စာကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒါကနှစ်ကအသက်ရသူ့အတူနေရင်တော့အသက်သူများနဲ့ပေါင်းရင်နှစ်2029ခုနှစ်2026ခုနှစ်သူများနဲ့ပေါင်းရင်နှစ်သူ့ဘာသူနေအသက်ထားပါတော့ ဘယ်အသက်ပဲယူနှစ်ပဲယူကွာအသက်ကိုအသက်ရဲ့အပေါ်တရှိတက်အခု26ရဲဝင်လာပြီကွာဒီအသက်ရဲ့အပေါ်ကိုအသက်ရဲ့အပေါ်ဆိုရင်30 31 32ဆိုကိုထက်အသက်ကြီးတဲ့လူကိုအသက်ရဲ့အောက်22 26 25 24 28 23 24 25ကိုရဲ့အသက်ရဲ့အောက်ကိုလက်ရှိရောက်နေတဲ့နှစ်ရဲ့အသက်ရဲ့အောက်ဆိုရင်ကိုထက်အသက်ငယ်တဲ့လူဒါတို့ထရေထူးထူးကြီးအော်ကျက်နေကြမလို့မူရင်းရလိုက်ရင် အော်တိုရောက်သွားပြီ ဒါရဲ့မူရင်းကလေလာတင်ယူတယ်အမဒီမှာလေလာထက်ခါတက်ခါတော့မပြောတော့ကလေးတို့ရယ်နော်အမအများကြီးလေ level တွေလိုက်လိုက်ပြီးတင်မေးနေတာဆိုတော့မပြောရသေးတော့ပြောပေးမှာဒါဆိုဒီမှာကြည့်လေလာတင်ယူတာပြောပြီးသွားပြီလေလာတင်ယူတာဒီမှာကြည့်ကြည့်လိုက်နော်လေလာတင်ယူတာဒီမှာကြည့်ဒီမှာတက်သေးရှိတယ်လေလာတင်ယူတာနှွေပေးခဲ့တယ်ပြောတော့တော့ကဒီမှာလေလာတင်ယူတယ်ဆိုတော့ခန်းကြီးကိုဗီဒီယို1မှာတော့မဟုတ်ဗီဒီယို2မှာလည်းနှွေပေးထားတယ်ဗီဒီယို2မှာလည်းပါတယ်ဒီမှာလေလာတင်ယူတာ တော့ចောင်းသားတို့အခုနှွေးပေးရမှာဒီမှာမွေးဖွားတော်နှွေးပေးရမယ်လိလာတင်ယူဖို့အတွက်မွေးဖွားလာတဲ့လူတွေကိုចောင်းသားမူရင်းအရင်ရအောင်ကြက်လိုက်မယ်လိလာတင်ယူတာရဲ့မွေးဖွားတာရဲ့တော့ဒါကိုကိုနှွေးပေးရမယ်ဒါလေးကိုနှွေးပေးရမယ်ဒါဆိုနှွေးပေးကြမလို့တော့တင်ပြီးပြီးသားအရှိအဖိုင်နေမှာပါဝါတယ်ဒါလေးကိုနှွေးပေးမယ်ဒီနောက်ခုကိုနှွေးပေးမယ်တော့ဒါမွေးဖွားတာလိလာတင်ယူဖို့အတွက်မွေးဖွားလာတာကြောင်းသားဒီကန်းကြီးအရှိမပါဝါတဲ့အရင်အရင်လာတော့ပြီးခဲ့တဲ့လာတော့ အတိအကျပြန်ចောင်းသားတို့တကြမတင်ရသေးဘူးဖြစ်မှာဆိုတော့အတိအကျညင်းတာကိုကဒီမှာအရင်ဗီဒီယိုနံပါတ်2ရဲ့နံပါတ်6မှာအရင်ကိုပြောပြီးသွားပြီဒါဆိုဒီမှာအရင်ဒါအရှိရဖိုင်မှာပါတဲ့အရင်ဒါအပေါ်ကတလုံးတင်လိုက်ရမှာမွေးဖွားတာအရင်မွေးဖွားလာတဲ့လူတွေကအရင် မွေးဖွားလာတာကဆရာဆရာမတွေတော့လီလာတင်ယူဖို့တော့မွေးဖွားလာတာចောင်းသားအရင်မွေးဖွားလာတာဆရာဆရာမလီလာတင်ယူတဲ့အဆောက်အဦးဒါလေးနှွေးနှွေးပေးမယ်အဆောက်အဦး လိလာသိရင်ဖို့အတွက်အစာဦးဝါကြတော့ဗာလဲဆိုတော့ကြောင်းဒါကြီးတာကြီးတာနဲ့လူနဲ့ပေါင်းတော့လူကြီးကြီးတာနဲ့လူနဲ့ပေါင်းတော့လူကြီးအဲ့ဒါလေဒီမှာပါသွားပြီကြီးတာကိုလည်းကိုသိမိသွားပြီဗီဒီယို1မှာလူဟာလည်းသိတယ်ဒီမှာဆိုနှွေးစရာမလိုကြီးတာနဲ့လူနဲ့ပေါင်းတော့လူကြီးဒီကန်းကြီးဝင်တာနဲ့အပေါက်ဗဇက်ကန်းကြီးလေးပဲနှွေးပေးရမယ်ဝင်တာကိုကိုသိမိသွားပြီကျောင်းဝင်တာမှာပါသွားတယ်အချိန်ဆက်တည်နေတော့အဲ့တော့ဝင်တာရဲ့အပေါက်ရဲ့ပေါင်းတော့ဝင်ပေါက် ထွက်တာကိုကိုနှွေးပေးရမယ်ထွက်တာနဲ့အပေါင်နဲ့ပေါင်တော့ထွက်ပေါက်ယောက်ျားလေးနဲ့ကလေးခန်းကြီးကိုနှွေးပေးရမယ်ဒါဆိုဒီမှာကြည့်မယ်နော်စနှွေးပေးမယ်ပါဇက်ခန်းကြီးလေးနှွေးပေးမယ်ပါဇက်ခန်းကြီးကအဝိုင်းပုံစံလေးတွေမလာတော့လေးတောင်ပုံစံလေးတွေပဲလာတော့ပါဇက်ပေါက်လေးနဲ့တူတာကိုမြင်ကြည့်ပါဇက်ပေါက်လေးနဲ့တူတဲ့ခန်းကြီးမြင်ပါဇက်ပါဇက်ပေါက်လေးနဲ့ဒီလိုမျိုးလေးပါဇက်ကလေးနဲ့တူတာကိုမြင်ကြည့်ပါဇက်လေးနဲ့တူတဲ့ခန်းကြီးကပါဇက်သူများနဲ့တွင်အပေါက်အဲ့တုန်းက ကိုတင်လိုက်တယ်ဒါကလူလို့လူရဲ့ဆွဲချက်ပြောင်းမြန်ကဝင်တာအခုဒီဝင်ပေါက်နဲ့ထွက်ပေါက်ပြောင်းမြန်ဝင်နေတော့မလို့လူရဲ့ဆန့်ကျင်ဘက်ကဒါကလူလူကခန်းကြီးကအရှိကိုအရင်ဆွဲတယ်ပြီးမှအတိုလာတယ်လူခန်းကြီးရဲ့ဆန့်ကျင်ဘက်အတိုဆွဲပြီးမှအရှိလိုက်ဝင်တာဝင်တာနဲ့အပေါက်နဲ့ပေါင်းတော့ဝင်ပေါက်ဝင်တာနဲ့အပေါက်နဲ့ပေါင်းတော့အီဒီဂူချီကဝင်ပေါက်နောက်တစ်ခုကြီးတာနဲ့လူနဲ့ပေါင်းတော့ဒီမှာလေလက်ကားရခြေကားလုံးနေကြီးတာ လူအောက်ကခန္ဓာကိုယ်ကျွံ့ကျုံလေးမနေဘဲနဲ့လက်ကားရခြေကားလုံးတော့ကြီးတာကြီးတာနဲ့လူနဲ့ပေါင်းတော့လူကြီးကြီးတာနဲ့လူနဲ့ပေါင်းတော့လူကြီးဒီမှာကြည့်မယ်မွေးဖွားတာကိုနှွေးပေးမယ်မွေးဖွားတာမွေးဖွားတာကိုမနှွေးခင်မြေကြီးကိုအရင်နှွေးမယ်မြေကြီးတနေ့သုံးအမတို့အချို့လေအချို့ဟိုတစုံတယောက်ဆုံးပါသွားတဲ့အခါကွယ်လွန်သွားတဲ့အခါအချို့တွေဘယ်လိုလုပ်လဲဆိုတော့ မြေမြေမြေဘလို့ခေါ်လဲဒီလိုမျိုးလေးမြေလေးဖို့လိုက်တယ်အပေါ်မှာသူတို့ရဲ့နာမည်လေးဘသူပါဆိုပြီးတော့ဒီလိုမျိုးလေးစိုက်ထူစိုက်ထားပေးတယ်နာမည်လေးနဲ့ဘသူဘလောက်အသက်ဘလောက်ဆိုပြီးတော့လေအဲ့တော့ဒီလိုမျိုးတိုင်လေးတွေစိုက်ပေးထားတာကမြေကြီးပေါ်မှာစိုက်ပေးထားတာမလို့ဖို့ထားတဲ့မြေပေါ်မှာစိုက်ပေးထားတာမလို့ဒါလေးမြင်မြေကြီးလို့မှတ်လိုက်မယ်မြေကြီးမြေကြီးဒီလိုတိုင်လေးတွေ ဒီလိုနမဲတိုင်လေးတွေစိုက်ပေးထားတာမြေပေါ်မှာစိုက်ပေးထားတာတော့ဒီပုံစံလေးမြင်ရင်ဒီလိုမြင်ကြည့်လိုက်ဒီမှာလူတစ်ယောက်စုံမသွားတဲ့အခါဒီမှာမြေမြုပ်လိုက်တယ်ပေါ့နော်အပေါ်မှာလူနမဲဘသူဘဝဆိုပြီးအဲ့လိုမျိုးတိုင်လေးတွေစိုက်ပေးထားတာမြေပေါ်မှာစိုက်ပေးထားတာမလို့မြေကြီးလို့မှတ်လိုက်ဒီမြေကြီးခန်းကြီးကနေရဲ့အရာဆိုစနေနေ့နေရဲ့အရာဆိုရင်စနေနေ့ဒီနေခန်းကြီးကတော့တင်ပြီးပြီနေခန်းကြီးကနေသားစီရင်တာတနင်္ဂနွေလို့မှတ်လိုက် ။ဘာကြောင့်လဲဆိုတော့များသောအားဖြင့်တော်တော်များများရဲ့ပိတ်ရက်ကတနင်္ဂနွေပိတ်ကြတော့တနင်္ဂနွေမှာရာသီဥတုตายရစီခြင်းနဲ့လေ။တလုံးနဲ့နေနေနေตาစီခြင်းတာတနင်္ဂနွေနေလို့မှတ်လိုက်မယ်။မြေကြီးမြေကြီးမြေကြီးပေါ်မှာထွက်ဆော့တာစနေနေ့ပေါ့ဒီမှာဒါကစနေစနေဒါရှိလဲစနေသမီးကအဲ့တော့မြေကြီးလို့ပဲမာကြောတယ်ပေါ့မာကြောမာချင်းချင်းမမာချင်းချင်းမာတယ်လို့ပဲမှတ်လိုက်မယ်ဒီမှာမြေကြီးမြေကြီးလို့မာကြောတာစနေသမီးတွေလို့မှတ်စနေသားသမီးတွေမှတ်လိုက်စနေ နေနေသားစေချင်တာကတနင်္ဂနွေလိုနေမျိုးအဲ့တော့စနေနဲ့သူ့ဘာသူနေမြေကြီးသူ့ဘာသူနေနေပေါင်းလိုက်တော့သူများအရဆိုသူကစနေတနင်္ဂနွေသူတို့နှစ်ခုပေါင်းလိုက်တော့ဒိုနီချီယာစနေတနင်္ဂနွေအခုတင်မဲ့ခန်းကြီးကမွေးဖွားတာမကြီးခုနမြေကြီးခန်းကြီးပေါ်မှာမြေကြီးခန်းကြီးပေါ်မှာတစ်ချက်ပို့သွားတယ်ဒီတစ်ချက်ပို့သွားတယ် တစ်ချက်ပေါ်သွားပြီးအောက်ကမြေကြီးခန်းကြီးလာတယ်။ဒီမြေပေါ်မှာတသက်လုံးရှင်တန်မိုးအတွက်မွေးဖွားလာတယ်နော်။ဘဝတစ်ခုအဖြစ်နဲ့တစ်ခုအဖြစ်နဲ့ရှင်တန်မိုးဘဝတစ်ဘဝအဖြစ်နဲ့ရှင်တန်မိုးအတွက်ဒီမြေပေါ်မှာမြေပေါ်မှာမွေးဖွားလာတယ်။ဘဝတစ်ခုအဖြစ်နဲ့ရှင်တန်မိုးတစ်ချက်ကိုမိမှာဆိုလို့ဘဝတစ်ခုအဖြစ်နဲ့ရှင်တန်မိုးအတွက်ဒီမြေကြီးပေါ်မှာမွေးဖွားလာကြတယ်။မွေးဖွားတယ်။ ကဒီကိုပြန်ကောက်မယ်ဒီရရှိရခန်းကြီးကလေလာတင်ယူတာလေအမိုးအောက်မှာကလေးတွေကဒါကလေးတွေအမိုးအောက်မှာကလေးတွေကလေလာတယ်လေလာတင်ယူဖို့အတွက်မွေးဖွားလာတာက ကြောင်းသားဒီခန်းကြီးကိုတင်ပြီးသားအရင်မြေပေါ်မှာခြေထောက်နဲ့လမ်းလျှောက်တတ်တာအခုမှမဟုတ်ဘူးအရင်ကတည်းကဒါကမွေးဖွားတာအရင်မွေးဖွားလာတာကဆရာကြီးဆရာမကြီး ီကန်ဒါပြောပြီးပြီစနေတနင်္ဂနွေပြောပြီးပြီဒီနှစ်တွေပိုင်းလည်းပြောပြီးပြီလူတယောက်ရဲ့ဘဝမှာအသက်အပိုင်းခြား၃ခုရှိတယ်လို့လူငယ်လူလက်လူကြီးပေါ့နော်အဲ့တော့အသက်အပိုင်းခြား၃ပိုင်းရှိတယ်ကိုရီးယားအခုလူငယ်နဲ့လူလက်ပိုင်းကိုချိတ်နေတာမြင်းချောင်းရဲ့အောက်မှာဆိုတော့အောက်ကို့အသက်ရဲ့အောက်ဆိုတော့အသက်ငယ်တဲ့လူကို့အသက်ရဲ့အပေါ်ဆိုတော့ဒါအပေါ်မြင်းရဲ့အပေါ်မှာရှိရင်အပေါ်မြင်းရဲ့အောက်မှာရှိရင် အောက် ကိုအသက်ရဲ့အောက်ဆိုတော့အသက်ငယ်သူကိုအသက်ရဲ့အပေါ်ဆိုတော့အသက်ကြီးသူနောက်တစ်ခုကကြတော့ကျောင်းဆိုတာလိလာတင်ယူလို့ရတဲ့အဆောက်အဦးကျောင်းဆိုတာလိလာတင်ယူတာမလို့လိလာတင်ယူတယ်ဆိုတဲ့ခန်းကြီးနဲ့စတယ်ကျောင်းလေးကိုတက်သားနဲ့ဆောက်တယ်လို့မှတ်လိုက်တစ်ပင်ပါလို့ကျောင်းလေးကိုတက်သားကျောင်းလေးပေါ့အမိုးကာလေးထဲလိုက်အောင်အမိုးလေးပါတယ်ဘသူကဆောက်ပေးလဲဆိုတော့ဒီခန်းကြီးကအဖေအဖေကဆောက်ပေးတယ် ပြန်ရှင်းပြမယ်။ကြောင်းဆိုတာဘာလုပ်တဲ့နေရာလဲဆိုတော့လိလာတင်ယူတဲ့နေရာမလို့လိလာတင်ယူတယ်ဆိုတဲ့ခန်းကြီးလေးထည့်လိုက်တယ်။ဂတ်ကိုရဲ့ဂတ်ကြောင်းကိုတက်သားလေးနဲ့ဆောက်လိုက်။တစ်ပင်အစိပ်ပိုင်းလေးပါတယ်။ကြောင်းကအမိုးလေးထည့်ရတယ်၊ကွင်းမြင်ကြီးမလုံနဲ့။ဘသူကဆောက်ပေးလဲဆိုတော့အဖေကဆောက်ပေးတယ်လို့မှတ်လိုက်မယ်။ဂတ်ကိုကကြောင်းသူ့နောက်မှာဒီခန်းကြီးနဲ့တွဲရင်တော့လိလာတင်ယူဖို့မွေးဖွားတာကြောင်းသား။ အရင်မွေးဖွားတာဆရာဆရာမလ ీల တင်ယူလို့ရတဲ့ဟာကြတော့ဂတ်ခိုးဟာကြောင်းပြန်ပြောရင်မွေးဖွားတာမြေကြီးလေးပဲပြင်မြင်လိုက်ဒါလေးကမြေကြီးဒီတိုင်လေးကမြေကြီးပေါ်မှာစိုက်ထားတယ်ဘဝတဘဝစာရှင်သန်ဖို့အတွက်တသက်လုံးရှင်သန်ဖို့အတွက်ဒီမြေပေါ်မှာမွေးဖွားလာတယ်လ ీల တာနဲ့သွားပေါင်းလိုက်တော့လ ీల တင်ယူဖို့အတွက်မွေးဖွားတာကကြောင်းသားအရင်မွေးဖွားလာတာကဆရာဆရာမဖြစ်သွားတယ်ကြီးကန်းကြီးယောက်ျားလေး ဒီအောင်အိုတိုးခေါ်ခန်းကြီးကိုအရင်နှွေးအပေါ်မှာလေခွင်းဒီအောက်ကခွန်အားလေရီယာတွေထဲမှာခွန်နဲ့အားနဲ့အလုံးလုံးနေတာယောက်ျားလေးတွေဒီနောက်ကကလေးခန်းကြီးလိလာတင်ယူထဲမှာတော့ပါသေးတယ်ယောက်ျားနဲ့ကလေးနဲ့ပေါင်တော့ယောက်ျားကလေးယောက်ျားခန်းကြီးနဲ့ယောက်ျားမိန်းမခန်းကြီးကယောက်ျားခန်းကြီးနဲ့ကလေးနဲ့ပေါင်တော့ဒန်းရှိရဲ့ယောက်ျားလေးနောက်ဆုံးခန်းကြီးကထွက်ပေါက်ဒါပါဇက်ကိုပြောပြီးထွက်တာကိုနှွေးပေးမိတယ် ဒါလေးကဂျပန်သားမှာယာမခန်းကြီးရဲ့လို့စာထီးတွေ့ရတာဒါကိုသင်ရမှာတို့တွေကပိတ်ရက်တည်းဆိုလို့ရှင် တောင်နေတောင်နေပေါ့ခီးကြီးထွက်ကြရတယ်ပေါ့တောင်ခန်းကြီးလေးနှစ်ဆင်းဆင်ထားရင် ထွက်တယ်လို့မှတ်မယ်ယာမခန်းကြီးလေးနှစ်ဆင်းဆင်ထားရင် တောင်နေပေါ့ခီးကြီးထွက်တယ်ထွက်တာနဲ့အပေါင်နဲ့ပေါင်တော့ဒေဂူချီကထွက်ပေါ့ဒါလေးကတော့၃ဖိုင်မြောက်ပဲဖြစ်ပါတယ်